ကဲဒီနေ့တော့ Glen Wallace ရဲ့စာအုပ်တော်အကြောင်းပြောကြရအောင်စာအုပ်နာမည်က A Critique of Western Buddhism ပါဒီစာအုပ်က thoroughly စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ तू ကအနောက်တိုင်းကဗုဒ္ဓဘာသာကိုလက်ခံကျင့်သုံးနေတဲ့ပုံစံအပေါ်မှာအကြီးကျယ်မေးခွန်းထုတ်ထားတာကိုစိတ်ဝင်စားစေရလား तू ကစာအုပ်ကိုဗုဒ္ဓဘာသာအကြောင်းတန်းပြီးမပြောဘူး तू ကပုံရိပ်တစ်ခုနဲ့စာတယ်အဲ့ဒါကဘာလဲဆိုတော့အပြည့်အစည်ရဲ့ဟုတ်ပါတယ်အပြည့်အစည်ပါအချိန်ရဲ့တန်းသဘာဝရဲ့တန်းကိုခံပြီး ယွယွင်းပျက်စီးသွားတဲ့အဆောင်ဟောင်းတစ်ခုလိုပုံရိပ်ပေါ့ဒီအပျက်စီးဆိုတဲ့ပုံရိပ်ကပဲသူ့ရဲ့ဝေဖန်ချက်တစ်ခုလုံးဝသွားအဓိကသွားချက်ဖိလာမှာပါအဲ့ဒီတော့ Wallace ကဘာကိုပြောချင်တာလဲဆိုတော့ရှင်းရှင်းလေးပဲသူကပฏิပခတ်တစ်ခုကိုခြားပြတယ်တဖက်မှာကဗုဒ္ဓရဲ့မူရင်းတွင်တင်ချက်တည်းသူကဒါကိုအပျက်စီးနဲ့တင်စားတယ်နောက်တစ်ဖက်မှာကျတော့ခေတ္တအနောက်တိုင်းဗုဒ္ဓဘာသာဒါကိုကျတော့ခိုင်ခောင်းတဲ့အဆောင်ကြီးလို့သူကခေါ်တယ် ဒီအဆောင်အကြီးကမူရင်းတွင်တင်းချက်တီးရဲ့ခက်ခဲတဲ့အမှန်တရားတွေကိုရှောင်ဖဲ့ဖို့တိဆောက်ထားတဲ့နေရာတစ်ခုလိုပါပဲ။ကဲအခုအဲ့ဒီအဆောင်အုံကြီးဆွတာတွေကိုဝင်ကြည့်ကြရအောင်။အဲ့ဒီထဲမှာဘာတွေရှိမလဲ။ဝီလစ်ရဲ့အဆိုရတော့အဲ့ဒီအဆောင်အုံကြီးကထုတ်တဲ့အဓိကထုတ်ကုန်က well being နဲ့ဒုက္ခချမ်းသာပေါ့။ ဒါပေမဲ့ဒီ well being ကဘယ်လိုပုံစံမျိုးလဲဆိုတော့ခေတ်သစ်လူနေမှုဘဝရဲ့စိတ်ဖိစီးမှုတွေပြဿနာတွေအကအတင်သုံးအဖြစ်တစ်ခုအနေနဲ့လာလာပါပါထုတ်ပေါ်ရောင်းချနေတဲ့ competency တစ်ခုနဲ့တူနေတယ်လို့သူကဆိုရတယ်။သူကဥမာတစ်ခုပေးတယ်။ Devils မှာလုပ်တဲ့ကဘာစီးပွားရေး forum လို့နေရာမျိုးပေါ့။အဲမှာကဘာထိတ်တန့်ခေါင်းဆောင်တွေလုပ်ငန်းရှင်ကြီးတွေက mindfulness ကိုဘာတဆွေးနွေးနေကြရဲဆီတော့စီးပွားရေးတည်ငြိမ်ဖို့အလို့သမားတွေပို့ပြီးအလို့လုံနိုင်ဖို့အတွက်အသုံးဝင်တဲ့ tool တစ်ခုအနေနဲ့ပါပဲတဲ့။ Google မှာဆိုရင် Search Inside Yourself ဆိုတဲ့ program မျိုးတွေရှိတယ်။တို့ကဘာတင်ပေးလဲဆိုတော့ကြီးမြတ်ခြင်းဟာအတွင်းစိတ်ကလာတယ်တဲ့။ဆိုလိုတာကအလုံးမှာစိတ်ဖြစ်ရှိမှုတွေများလာရင်အဲ့ဒါအပြင်ကစနစ်ကြောင့်မဟုတ်ဘူးကိုယ့်ရဲ့အတွင်းပိုင်းကိစ္စကြောင့်ဖြစ်တယ်ဆိုပြီးအာယုံကိုလွှဲပေးလိုက်တာပဲ။အပြင်ကိုပြောင်းဖို့မစင်စားပဲကိုယ့်အတွင်းစိတ်ကိုပဲပြင်ခိုင်းတော့တာပေါ့။အဲ့ဒီမှာမင်းစရာဖြစ်လာပြီ။ဒီလိုကျင့်စဉ်တွေကတကယ်ပဲစိတ်ဖြစ်ရှိမှုကိုကူးပေးနေတာလားဒါမှမဟုတ် တခြားရည်ရွယ်ချက်တစ်ခုကိုအတွက်အသုံးချခနေရတဲ့ကိရိယာတစ်ခုဖြစ်နေပြီလားဒီအပေါ်မှာတာသနာပညာရှင်စလာဗိုဂျီဇက်ရဲ့မှချက်က တော်တော်လေးပြင်းတယ်။သူကဘာပြောလဲဆိုတော့ဒီလိုဗုဒ္ဓဘာသာပုံစံကလက်ရှိ capitalism စနစ်ကြီးကိုစင်ခေါ်မြင့်အစားလူတွေကိုအဲ့ဒီစနစ်အောင်မှာပဲပိုပြီးခံနိုင်ရေးရှိရှိရှင်းတဲ့အောင်ကူညီပေးနေတယ်လို့ခင်နေတယ်။ဒါကြောင့်သူကဒီကျင့်လင်ကို capitalism အတွက်ပြီးပြည့်စုံတဲ့အထွေအခေါ်ပိုင်းဆိုင်ရာဖြည့်ဆွတ်ချက်လို့တောင်ခေါ်သွားတယ် ကဲစัจယောဒီအဆောက်အုံကြီးကသူတို့လိုချင်တဲ့စံပြနေထိုင်သူတယောက်ကိုဘလို့ပုံတွင်းဖန်တီးတလဲဒီနေရာမှာဝေါ်လစ်ကမီရှယ်ဖူကိုရဲ့အယူအဆတခုကို ယူထုံးပြတယ်ဒီလိုအတွန်းကိုပဲပြင်ခိုက်တဲ့ချင်းကပ်ပုံက neo liberal ပုဂ္ဂိုလ်ဆိုတာကို မွေးထုတ်ပေးနေတယ်လို့သူကဆိုတယ်ဆိုတော့ neo liberal ပုဂ္ဂိုလ်ဆိုတာဘာလဲအလွယ်ပြောရရင်စိတ်ဖြစ်စည်းမှုစိုးရိမ်မှုလို့ပြဿနာအလုံးကို အပြင်ကစနစ်ကြောင်းလို့မမြင်ပဲကိုယ့်ရဲ့အတွင်းပိုက်ကိစ္စကိုယ်လိုင်းဖြည့်ရှင်းရမယ့်ကိစ္စလို့ပဲမြင်နေသူမျိုးပေါ့ဒီလုပ်ငန်းစဉ်ကဘလို့အလောက်လောက်လဲဆိုတာကြည့်ရရှင်းပါတယ်နံပါတ်၁အလောက်ခွင်စိတ်ဖြည့်ဆင်းမှုလို့ပြဿနာတစ်ခုကိုဒါဟာအတွင်းပိုင်းကိစ္စပါလို့တတ်မှတ်လိုက်တယ်နံပါတ်၂ mindfulness လို့အတွင်းပိုင်းနည်းစနစ်ကိုကျင့်သုံးခိုင်းတယ်နံပါတ်၃အဲ့ဒီလိုကပို့ပြီးတော့ခံနိုင်ရင်ရှိလာတယ်အလုပ်ပို့လုပ်နိုင်လာတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကနံပါတ်၄ပဲ အဲ့ဒီစိတ်ဖိစီးမှုကိုဖြစ်စေတဲ့မူလအကြောင်းရင်းအပြန်ကစနစ်ကြီးကတော့ဘာမှမပြောင်းလဲပဲဒီအတိုင်းပဲကြံခဲ့ရော။ဒါကိုဖူကိုကဘလို့မြင်လဲဆိုတော့အုတ်ချုပ်သူဒီရဲ့လွှမ်းမိုးတဲ့ဤပညာတွေကလူတဲအချင်းစီကိုသူတို့ကိုသူတို့ပြန်လဲထိန်းချုပ်တဲ့လုပ်ငန်းစဉ်တွေအဖြစ်အသုံးချတဲ့အစဉ်ကိုရောက်လာတယ်လို့သွားမြင်တယ်။ပြောချင်တာကကုကုကိုစီမံခန့်ခွဲဖို့တင်ယူလိုက်တဲ့နီလန်တွေကပဲကုကုပြန်ပြီးထိန်းချုပ်တဲ့ပုတ်အီးတဲ့စနစ်ကြီးတစ်ခုရဲ့အစိပ်ပိုင်းဖြစ်သွားတာပေါ့။ ခုခုကိုပြင်နေရတာနဲ့ပဲပြင်ကစနစ်ကြီးကိုမေးခွန်းထုတ်ဖို့မေ့တော့ကြရဲ့ကဲဒီဝေဖန်ချစ်ကပူပြီးတော့နနေတဲ့နေရာကိုရောက်လာပြီဒီအဆအုံကြီးကဖိုးတာပါတာရဲ့ဘလို့အခြေခံအကြဆုံးအမှန်တရားတွေကိုဖုံးကွယ်ထားဖို့စ조사နေတာလေဝါလက်စ်ကတော့ရှင်းရှင်းပဲပြောတယ်သူကဘူတလပါတာရဲ့အရေးကြီးဆုံးအယူအဆတစ်ခုဖြစ်တဲ့သူညက်တာ English လို emptiness ပေါ့တည်မြဲတဲ့အတ္တပဲရှိဘူးဆိုတဲ့သဘောတရားကိုလမ်းလွဲအောင်လုပ်နေတယ်ဖုံးကွယ်နေတယ်လို့ဆိုပါတယ် ဒီမှာရှင်ပြထားတာကိုကြည်လိုက်နဲ့ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။မူရင်းဘုဒ္ဓဘာသာမှာအတဆိုတာအတွင်းအမခန့်ကပုတ်တိုးနေတဲ့အပေါက်လို့ခက်ခဲတဲ့အမှန်တရားတစ်ခု။ဒါပဲအနောက်တိုင်းဘုဒ္ဓဘာသာကဒါကိုပြီလို့ပြောင်းလိုက်လဲဆိုတော့ဘဝကိုကုစားပေးတဲ့စီစဉ်မှုဆိုတဲ့နှစ်သိမ့်မှုပေးတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပြက်လိုက်တယ်။ခြိုတဲ့မှုခံစားချက်ကနေပြေဆုံးမှုခံစားချက်အဖြစ်ပြောင်းလိုက်တာပေါ့။ ပေါ်လစ်ကဒီလိုပြောင်းပြန်လန်လိုက်တာကိုဖော်ပြဖို့ဆစ်ဂမန်ဖရိုက်ရဲ့ဝါဟာရတစ်ခုကိုတုံးတယ်။ parapraxis တဲ့။ဆိုလိုလာကနှုတ်ချော်တာမျိုးပါ။တစ်ခုခုကိုဖုံးကွယ်ဖို့ကြုံစားရင်မထင်မပဲအမှန်တရားကိုဖော်ထုတ်မိသွားတာမျိုးကိုဆိုလိုတာပါ။ဒီတူညတာကိုလမ်းလွဲလိုက်တာဟာလေအဲ့ဒီလိုနှုတ်ချော်မှုတစ်ခုပဲလို့သူကပြောချင်တာ။ကောင်းပြီဒါဆိုရင်အဲ့ဒီလုံကြုံလာပါတယ်ဆိုတော့အဆော့အုံကြီးကနေထွက်ပြီးတော့အဖြစ်စီးကိုလက်ခံလိုက်တယ်ဆိုတာကတော့ဘာလို့ဆိုလိုတာလဲ ဝေါ်လစ်ကအစအုပ်အဆုံးမှာတရားထိုင်သူတယောက်လုံးဝကိုပြိုလဲထားတဲ့ဖြစ်ဖြစ်တစ်ခုကိုပုံဖော်ပြထားတယ်။သူကဒါကိုအပျက်စီးထက်ကတရားထိုင်ခြင်းလို့နံပယ်ပေးထားတယ်။ဒါဟာငင်းရက်မှုကိုရှာတာမဟုတ်ပဲပျက်စီးခြင်းကိုတဲ့တဲ့တိုးရင်ဆိုင်တာပါ။အဲ့ဒီပြိုလဲကြာသွားတဲ့အခိုက်အတန့်မှာသူ့ကိုတတိပြန်ဝင်လာစေခဲ့တာကပရိယစိတ်နဲ့တကံ။ရိုးရိုးရှင်းရှင်းလေးပဲ။ပြီးတော့သူ့နှခေါင်းထဲကိုချင်းဆွဆွအမှတ်နံငါဝင်လာတယ်။ဒါဟာလက်ပေါအောင်ဖန်တီးထားတာမျိုးမဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ညစ်ကြမ်းမှုကြာရှုံးမှုတွေကိုမျက်နာလဲမခေပဲလက်ခံလိုက်တာအဲ့ဒီနောက်မှာတော့အကြီးအကျယ်ကြာရှုံးသွားပြီဆိုတဲ့ခံစားချက်ကသူ့ကိုလွှမ်းမိုးသွားပြီးသူ့ကိုချလိုက်တယ်ရှက်တရားအထီးကျမှုအဲ့ဒီခံစားချက်အားလုံးကိုဖုံးကွယ်မထားတော့ပဲအကုန်ပြင့်အံထွက်လာတာဒါမဲ့အဲ့လိုအားလုံးပျော်ကျသွားတဲ့အခိုက်အတန့်မှာပဲသူ့စိတ်ထဲကိုအတွေးထုခုဖြတ်ခနဲဝင်လာတယ်အရွက်ကိုချလိုက်စမှအယူရအရက်ကိုရိုးရှင်းပြီးရှင်းလင်းပြတ်သားတယ်တိမင်မှုတစ်ခုပါပဲအဲ့တော့ အပြည့်အစည်းတက်ကတရားထိုင်ခြင်းဆိုတာပါလေဒါပျက်စီးခြင်းနဲ့ထွက်ပြေးတာမဟုတ်ဘူးတဲတဲ့ရင်ဆိုင်တာယုံကြည်မှုကိုပေးဖယ်ပြီးအတိပညာကိုရွေးချယ်တာဒေါသဝမ်းနည်းမှုကြရှုံမှုအားလုံးကိုလက်ခံတာနောက်ဆုံးတော့အရှိတရားဆိုတာအစိတ်စိတ်အမောမောဖြစ်နေတယ်ဆိုတဲ့တဘာဝကိုလက်ခံလိုက်တာပဲဒါကပျော်ရွှင်မှုကိုရှာတယ်လားမဟုတ်ဘူးအပြည့်အစည်းကိုတည်မြင်ဖို့အတွက်ကိရိယာတစ်ခုပဲဒီတော့နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့တယ် တကယ်လို့များတရားချင်းကြံခြင်းရဲ့တကယ်ပန်းတိုင်ဟာညင်းချမှုကိုရှာတွေးဖို့မဟုတ်ပဲဒီလိုအပြည့်စည်တွေကြားထဲမှာပဲရှင်တန်နေထိုင်တတ်ဖို့သင်ယူခြင်းတာဖြစ်နေခဲ့ရင်ကော